စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမှာမန္တလေးဘက်ကနေမိထီလာဘက်စီစစ်ကောင်စီရဲတွေမောင်းနှင်လာတဲ့ရဲကားတစ်စီးနဲ့အိစီးကားနှစ်စီးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့မြင်းကြံခရိုင်တပ်ရင်း၄နဲ့၁၀တာဝန်ရှိသူကပြောပါတယ် အဲ့ဒီတိုက်ခိုက်မှုကြောင့်ရဲ9ဦးထပ်မံတေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေများတယ်လို့သူကစပ်ပြောပါတယ်။မတ်လ19ရက်မနေ့ကမနက်7:00နာရီလောက်မှာမန္တလေးဘက်ကနေမောင်းနှင်လာတဲ့ရဲကားတွေကိုမိုင်းတိုင်း319မှာမြင်းကျန်ခရိုင်တပ်ရင်၄ခရိုင်တပ်ရင်10နဲ့မဟာမိတ်ဖြစ်တဲ့မြစ်သားမျိုးနယ်ပကဖားတို့ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရဲကားတွေကိုအနီးကပ်လက်နက်ငယ်တွေနဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးရဲကားတစ်စီးအရှိန်လုံပြီးတော့ နောက်မိုင်းတိုင်တစ်ခုအကျော်ကလုံခြုံရေးကင်းစခန်းထဲရောက်သွားခဲ့တယ်လို့တပ်ရင်းတာဝန်ရှိသူကပြောပါတယ်။ရဲကားတွေနဲ့လုံခြုံရေးကင်းကလည်းပြန်လည်တိုက်ခတ်ခဲ့တာကြောင့်တိုက်ပွဲဖြစ်ချိန်ဟာမိနစ်40အထိကြာခဲ့တယ်လို့ဆိုပါတယ်။မျက်မြင်ပြည်သူရဲ့သတင်းပေးချက်အရလမ်းပေါ်လဲနေတဲ့အလောင်း၅လောင်းနဲ့ကားပေါ်မှာလည်းထိခိုက်ဒဏ်ရာရသူအများကြီးရှိတယ်လို့သိရတယ်။သေးတာကအကုန်ရဲတွေကြီးပါပဲလို့တက်ရင်တာဝန်ရှိသူကပြောပါတယ်။တိုက်ပွဲမှာတော်လှန်ရေးတပ်တွေဘက်ကတော့အကြအဆုံမရှိခဲ့ဘူးလို့ဆိုပါတယ်။ တိုက်ပွဲအပြီး PDF တွေပြန်သွားကြပြီးချိန်မှာစစ်ကောင်စီတပ်ရှင်တန်းရောက်လာပြီးတော့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားချိန်အမြန်လမ်းမပေါ်မှာတနာယီနေ့ပါကားတွေသွားလာမှုရန်နာထားခဲ့ကြတယ်လို့ရှင်မောင်းတအူးကပြောပါတယ်ရှင်။စပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြည်စံဆရာတွေကိုမထိမကင်နေရမပြောင်းရွှေ့ကြပါနဲ့